နိုင်ငံတော်ဝန်တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေကအကျဉ်းတော်အတွင်းရှိအကျဉ်းသားတွေကိုစစ်ကောင်စီကလက်နက်တပ်ဆင်ပေးပြီးခုခံကာကွယ်ရေးကိစ္စရပ်တွေကိုအတင်းအဓမ္မအမိန်ပေးစေခိုင်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျဉ်းသားများကွန်ရက် PPNM ထံကနေသိရပါဗျ။အထူးသဖြင့်တိုက်ပွဲဖြစ်ပွားရာနေရာအတွင်းရှိအကျဉ်းတော်တွေမှာစစ်ကောင်စီလက်အောက်ခံစစ်တပ်တွေကအကျဉ်းကြားခံနေရတဲ့ရာဇဝတ်သားတွေကိုထောင်တွင်းခံဆဲအတွက်လက်နက်တပ်ဆင်ပေးပြီးကင်းဆောင်ခိုင်းတာတွေလှုံ့ဆော်နေတာပါ။ အဲ့ဒီထဲမှာကချင်ပြည်နယ်အတွင်း KIA နဲ့ဒေါ်လန်ရီတက်တွေတိုက်ပွဲဖော်ဆောင်နေတဲ့ဒေသအတွင်းရှိဗမော်အကျဉ်းတော်နဲ့မိုးညင်းအကျဉ်းတော်တွေမှာရာဇဝတ်မှုနဲ့နှစ်ကြီးကြနေတဲ့အကျဉ်းသားတချို့ကိုလက်နက်တပ်ဆင်ပေးပြီးထောင်ခံစစ်ကင်းတွေမှာလုံခြုံရေးဆောင်ခိုင်းတာတွေရှိနေတယ်လို့ဆိုပါတယ်။ ဒါပြင်တော်လန်ရေးတပ်ဖွဲ့တွေလာရောက်တိုက်ခိုက်ပါကလက်နက်တပ်ဆင်ထားတဲ့အကျဉ်းသားတွေကိုစစ်ကောင်စီတပ်သားတွေနဲ့အတူပူးတွဲခုခံမှုတွေလှုံ့ဆော်မှုအမိန်ပေးစေခိုင်းထားတယ်လို့ PPNM ကဆိုပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ပြောခွင့်ရကိုတိုက်ထုံးကစစ်ကောင်စီဟာလူဦးရေလိုအပ်ချက်ပေါ်မူတည်ပြီးစစ်မှုထမ်းတွေစုဆောင်းလို့မရတဲ့အခါအကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုအရေးပေါ်လိုအပ်ချက်အရစုဆောင်းလိုက်တဲ့ပုံစံမျိုးတွေတွေ့ရတယ်လို့တန်လွင်ထမ်းမှုပြောပါရယ် တစ်ဖက်မှာလည်းစစ်စည်းကမ်းရဲစည်းကမ်းဖောက်ဖျက်မှုကြောင့်လွိုင်ကော်အကျဉ်းတော်အတွင်ဘိုးအစင်းနဲ့ဖန်စည်းခံရသူတွေကိုတိုက်ပွဲတွင်ဝင်တိုက်ပါကပြည်တံကနေရှော့ပေါ်ပေးပြီးမူလရာဒူကိုပြန်ပေးကတိုက်ပွဲမှာပြန်လည်အသုံးပြုနေတာတွေရှိနေပါတယ်။ ်ယခုလိုအကျဉ်းသားတွေကိုအတင်းအဓမ္မစစ်မှုထမ်းခိုင်းတာဖမ်းဆီးခံအကျဉ်းချခံထားရတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်တွေကိုပြည်တံလွန်ငင်းခွင့်ရဖို့စစ်ကောင်စီမှတာဝန်ထမ်းဆောင်စီတာဟာတရားမဝင်လုပ်ရက်တွေကိုပေါ်ပေါ်ထင်ထင်ကျူးလွန်နေပြီးအပြင်းထန်စန့်ကျင်ကန့်ကွက်တယ်လို့ထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာမတရားစစ်တပ်အာဏာသိမ်းကာလ၄နှစ်ကျော်အတွင်းစစ်ကောင်စီရဲ့အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးဖမ်းဆီးခံရသူစုစုပေါင်း28,000ကျော်ရှိပြီးအဲ့ဒီထဲက2,000ကျော်ဟာလက်ရှိအချိန်ထိထိန်းသိမ်းခံထားရတယ်လို့နိုင်ငံရေးကျင်းသားများကကြေညာဆောင်ရှာ ောက်ရေးတဲ့ ABB ရဲ့ထုတ်ပြန်ချက်တွေအရာသိရပါဗျ။